ဒီနေ့ခေတ်ရဲ့တောင်းဆိုမှုတွေအရာလူတစ်ယောက်ကသူ့ရဲ့အသက်မွေးဝန်းကြောင်းမှာတော်နေုံနဲ့မလုံလောက်တော့ပါဘူးဒီပညာမှာတော်ရဲဆိုတဲ့အကြောင်းကိုလူသိများဖို့ကလည်းညီညူညီမျှပဲအရေးကြီးလာပါတယ်အောင်မြင်တဲ့ personal brand တစ်ခုကိုတည်ဆောက်နိုင်တဲ့အခါကိုကအခွင့်အလမ်းကိုနောက်ကနေပြေးလိုက်စီရမလိုပဲနဲ့အခွင့်အလမ်းတွေကကိုယ့်စီကိုရောက်လာပါလိမ့်မယ်လုပ်ငန်းခွင်မှာယာတူးကြီးကြီးနဲ့နေရာကောင်းရကြရင်ပဲဖြစ်ဖြစ် လုပ်ငန်းသူတွေကြားထဲမှာကိုယ့်ရဲ့လုပ်ငန်းကိုပို့ပြီးတော့လူသိများရောင်းအားကောင်းခြင်းရင်ပဲဖြစ်ဖြစ်လူတို့ကိုလွှမ်းမိုးနိုင်တဲ့ thought leader တယောက်ဖြစ်ခြင်းရင်ပဲဖြစ်ဖြစ်ကျွမ်းကျင်မှုတစ်ခုခုကိုအခြေခံထားတဲ့စစ်မှန်ပြီးတော့တည်တတ်တဲ့ personal brand တစ်ခုကိုတည်ဆောက်ဖို့လိုအပ်ပါတယ် personal brand တည်ဆောက်မယ်ဆိုရင် ပထမဆုံးနဲ့အခြေခံအကျဆုံးမေးသင့်တဲ့မေးခွန်းကကိုယ့်ရဲ့ professional အတိုင်းဝိုင်းမှာ ဒါမှမဟုတ်ကိုယ့်ရဲ့အလားအလာရှိတဲ့ customer တွေစီမှာအခြားလူတစ်ယောက်ကကို့အကြောင်းကိုပြောတဲ့အခါကို့ကိုဘယ်လိုညှဉ်းဆဲချင်ပါသလဲဒီမိကုံးလေးကိုစဉ်းစားပြီးတော့ဆန္ဒရှိရဆိုရင် comment section မှာရေးခဲ့ပေးလို့ရပါတယ်ကျေးဇူးများကြီးတင်ပါတယ်ရှင်